မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့မြရကောက်မျိုးနယ်ဟိုတယ်တစ်ခုရဲ့6လွှာကနေအမျိုးသားတယောက်ခုံချမှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်ရန်ကုန်တိုင်းမြရကောက်မျိုးနယ်ပင်လုံလမ်းပေါ်မှာရှိတဲ့ဘိုးဘိုးမင်းဟိုတယ်6လွှာမှာအမျိုးသားတယောက်ခုံချအသေးဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့သူတွေထံကသိရပါဗျ။ဖြစ်စဉ်ကတော့ဒီနေ့နှုန်ပါလာ25ရက်နေ့မနက်အစောနှစ်နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ရုံလောင်းကိုတော့မြန်ဥက္ကလာစင်ကိုပို့ဆောင်ထားလို့သိရပါဗျ။ခုံချတဲ့အကြောင်းကြားလို့အလောင်းသွားတဲ့လာတဲခိုတဲ့အမျိုးသားခုံချတာ ။ဘာကြောင့်ခုံချသွားလဲဆိုတာတော့သိချမသိဘူးလို့ဝန်ရမှုလူမှုကွန်ရက်အတင်းတောင်းရှိသူကဆိုပါတယ်။တေဆောင်သူ့အမျိုးသားကတော့ခံမှန်းအသက်30ဝန်းကျင်လောက်ရှိပြီးတော့နေရလိစာကတော့ရန်ကုန်ကဖြစ်တဲ့အကြောင်းသိရပြီးတော့မိသားစုနဲ့အဆက်အသွယ်ရရှိဖို့နဲ့တေဆောင်မှုအခြေအနေကိုတော့သက်ဆိုင်ရာနေမြေရေစကန်ကဆက်လက်စုံစမ်းဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့မြောက်ကုန်မြို့နယ်ရေစကန်ကိုဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ဘူးလို့လည်းသိရပါဗျ ။အော်တိုဘား18ရက်တုန်းကလည်းပဲရန်ကုန်တိုင်းပစွန်တောင်မြို့နယ်ရေကျော်လမ်းမအပေါ်မှာရှိတဲ့တိုင်ခမ်းရှစ်လွာကနေအသက်၄နှစ်အရွယ်ကလေးငယ်ပြုတ်ကျခဲ့ပြီးတော့အသက်ရှင်ရခဲ့စင်နိုင်ခဲ့ပါတယ်။ဩဂလ17ရက်ကလည်းပဲရန်ကုန်ကျင်းပနိုင်မြို့နယ်ပန်းလှိုင်အရာမရှိတဲ့9လကနေအမျိုးသားတယောက်ပြုတ်ကျခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်လည်းရှိခဲ့ပါတယ်။အေဘယ်လ30ရက်ကလည်းရန်ကုန်စမ်းကြောင်းမြို့နယ်နဲ့ မုံလက်ဆောင်ကုန်းရက်ွယ်ပြည်သူ့ကွက်တဲ့တလန်ထိတ်မှရှိတဲ့တိုက်ခန်းပေါ်တက်ပြီးတော့ပစ္စည်းကိုယူတဲ့အမျိုးသမီးတယောက်တိုက်ပေါ်ကနေခုန်ချရကနေပြုတ်ကျတည်ဆုံးမှုရှိခဲ့ပါတယ်။ဆက်လက်ပြီးတော့မြမစာဆရာကြီးဂုံတူဦးသိန်းနိုင်ဒီနေ့မနက်မှကွယ်လွန်သွားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မြမစာဆရာကြီးဂုံတူဦးသိန်းနိုင်ကတော့နိုဘာ25ရက်ဒီနေ့မနက်9:55မိနစ်မှကွယ်လွန်သွားပြီဖြစ်တယ်လို့မိသားစုဝင်တွေစီကသိရပါဗျ။ အသက်89နှစ်အရွယ်ဆရာကြီးကုံတူဦးသိန်းနိုင်ကတော့ရောင်မာရှိတဲ့သူ့ရဲ့နေအိမ်မှာကွယ်လွန်ခဲ့တာဖြစ်ပြီးတော့နိုဘာ28ရက်နေ့3နာရီချိန်မှာတော့ရေဝဲတုံးတံမှာတကြိုမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဆရာကြီးကုံတူဦးသိန်းနိုင်ကတော့ပြီးခဲ့တဲ့ဇန်နဝါရီလ23ရက်နေ့ကနေအိမ်မှာတင်ချော်လဲပြီးတော့လေဘင်းနောက်ပိုင်းကြော်ယူကျူးသွားခဲ့တာဖြစ်ပြီးတော့ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပေမဲ့လည်းအဲ့ဒီယောဂဓာတ်နေကြောင်းပဲယောဂဝေဒနာခံစားခဲ့ရပြီးတော့ကွယ်လွန်ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဖေဖေကဘယ်ဘက်အစုပ်တစ်ခုလုံးပြည့်စည်သွားတဲ့ဇန်နဝါရီလမှာချော်လဲခဲ့တဲ့ဒဏ်ရာကနေနောက်ဆက်တွဲဖြစ်ကုန်တာပေါ့ဖေဖေရဲ့အခြေအနေကဆရာဝန်ကလည်းလက်လျှော့လိုက်ပြီးစေရုံမတက်စေချင်တော့ဘူးအိမ်မှာပဲထားလိုက်တော့တယ်လို့မိသားစုဝင်ကဆိုပါတယ်ဆရာကြီးကတော့သခိုင်းတိုင်းမော်ရွာမြို့နယ်စင်ကျုံးကြီးရွာကဥဒနာအမိမြမတိုင်းရင်ဆရာတော်ကြီးနဲ့မူလာတဲ့ကျောင်းဆရာမကြီးဒေါ်အေးစိန်တို့ကမွေးဖွားခဲ့ပါတယ်။1955ခုနှစ်မှာတော့တပ်သောဝန်ထမ်းကိုတနိုင်ငံလုံးမှာတဦးတည်းသောမြမစာကုံတို့ရှင်ဖြစ်နေတဲ့ မိုးရွာမြို့အမှတ်2အာထာကာမှာတက်ရောက်ပြီးဖြေဆိုအောင်မြင်ခဲ့ပါတယ်။အလဲရန်အထက်တန်းចောင်းသားဘဝစာပေပြန်ပွဲတွေမှာလည်းပထမစုပေါင်း20ကျော်ရရှိခဲ့ပြီးတော့1956ခုနှစ်စာဆိုတော်နေ့ပြန်ပွဲမှာတော့မြန်မာနိုင်ငံစာရေးဆရာအတဲ့ဥက္ကဋ္ဌဦးသိန်းဖေမြင့်ရဲ့စာဆိုမောင်စုငွေတိုင်းကို ချင်းမြင့်ကျင်ခံခဲ့ရပါတယ်။အသက်18နှစ်သားကစပြီးတော့စာနယ်ဇင်းတွေမှာဝတ်ထုစောင်းပါကဗျာတွေကိုရေးသားခဲ့တဲ့ကြောင်းမန်လေးတောက်သူကလောင်ရှင်အသင်းရဲ့အတွင်ရမှုအဖြစ်တစ်ကြိမ်ဥက္ကဋ္ဌအဖြစ်လည်းပဲနှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မန္တလေးတောက်သူအကြောင်းသားဘဝစာပေပြန်ပွဲတွေမှာလည်းပထမဆုံးစစ်တပ်စုရရှိခဲ့မှုပြီးတော့အတန်းတိတိမှမြန်မာစာကုန်လို့ရရှိခဲ့သူဖြစ်ပါတယ်။အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့အမှုဆောင်အဖြစ်လည်းကောင်းဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်းတာဝန်ကိုအစဉ်အဆက်ယူခဲ့ရပြီးတော့နိုင်ငံတော်ရဲ့အမြင့်ဆုံးစာပေစုဖြစ်တဲ့အမှုပညာစာပေတတိယစုကိုတော့မြန်မာအစသပင်သမိုင်းနဲ့1963ခုနှစ်မှာလည်းကောင်းအမျိုးသားစာပေစုကိုမြန်မာ ရုပ်ဆောင်သပင်နဲ့1965ခုနှစ်မှာလည်းကောင်းရရှိခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာစာပေသင်ကြား ားတဲ့နိုင်ငံခြားတပ်သူတချို့ပြဋ္ဌာန်းထားတဲ့မြန်မာစာထီကာကျမ်းကိုတော့1968ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။မြန်မာစာပေမှာတော့ဆရာတော်ရှင်မဟာရထသာရရဲ့အခမ်းကဏ္ဍမြမတောင်သူလေသမားဝိထုတွေတဲကဇာတ်ကောင်းများယနေ့မြန်မာစကားပြေအရေးအသားဆရာကြီးဦးမြမျိုးလွင်ရဲ့ ဝှထုများလေးလာချက်စာရန်ဆိုတဲ့စာရန်တွေကို1965 1966 1968ခုနှစ်တည်းမှာမန်းလေးမြို့အနောက်ကျုံလန်ဓမ္မပိမံမှာကျင်းပတဲ့အထက်မြန်မာနိုင်ငံစာရေးဆရာအသင်းစာစုတော်နေ့စာရန်ဖတ်ပွဲများနေ့မှာထည့်သွင်းဖတ်ကြားခဲ့ပါတယ်။မြမရုပ်သည်စင်ကဲဖြစ်စဉ်စာရန်ကိုလည်းပဲ1988ခုနှစ်စာပေပိမံမှာဖတ်ကြားတင်သွင်းခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးတော့ထိုင်းမှာတည်ဆုံးသူအဖွားအုပ်ကိုမိသကြိုဖို့ပြင်ဆင်စဉ်မှာအသက်ပြန်ရှင်လာတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးနော့ဘူရီခရိုင်ထဲမှာတည်ဆုံးသွားတဲ့အမျိုးသမီးကြီးတယောက်ရဲ့အလောင်းကိုမိသကြိုဖို့ပြိုစားပြင်ဆင် မိသက်ကြိုပုံပြင်ဆင်စဉ်မှာပြန်ပြီးတော့အသက်ရှင်လာတဲ့ထူးခြားဖြစ်စဉ်တခုဖြစ်ပွားခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြလာပါတယ်။နိုဘာ22ရက်ကတည်ဆုံသွားတဲ့အသက်65နှစ်အရွယ်နန်ချွန်ထီရဲ့ဆိုသူအဖွားတယောက်ရဲ့အလောင်းကိုတော့မိသက်ကြိုပုံဆွေမျိုးသားချင်းတွေကနော်ဖူရီခေရိုင်းဘန်ရိုင်မြို့ ရက်တခေါင်ထန်းကြောင်းတိုက်ကိုယူဆောင်လာခဲ့ပါတယ်။သူဘရာစာကမိတ္တိုလ်ဆက်တွေပြင်ဆင်ပြီးတော့ကားပေါ်ကအတုဘအခေါင်ကိုရှေ့ဖို့ပြင်ဆင်ခြင်းမှာအခေါင်ထဲကထူတန်ခောက်တန်ကြာရပါတယ်။အခေါင်ကိုဖွင့်ကြည့်တော့အဖွားကမသေးသေးပဲအခေါင်နဲ့ရန်ခောက်ပြီးတော့အကူကြီးတောင်းနေတာလို့ဆိုပါတယ်။အဖွားဟာနွမ်းနေပြီးတော့အာပြော်နေတယ်။စကားကိုတက်တက်တာပြောနိုင်ပြီးတော့အခြေအနေအကုန်သိနေတယ်။ဒါကြောင့်ဆွေမျိုးနယ်ကဲစဲအဖွဲ့တွေကသူ့ကိုဗန်ရိုင်စေယုံကြီးကိုပို့ဆောင်လိုက်ပါတယ်။အဖွားကတော့ပြီးခဲ့တဲ့နှောပါ22ရက်ညနေ9:00လောက်က ဘေးစနုလောက်မြို့နယ်မှာရှိတဲ့ခြံထဲကအုံမြင့်ချင်းမှာလဲနေတဲ့တကောလုံးအေးဆက်တောင်းခဲနေပြီးတော့ အသက်လည်းမရှူတာကြောင့်တေဆုံသွားပြီလို့ရက်ွက်လူကြီးတွေကိုအကြောင်းကြားလိုက်တယ်။ရက်ွက်အုပ်ချုပ်ရေးယုံကလည်းတေဆုံတဲ့အကြောင်းထောက်ခံစာထုတ်ပေးလိုက်တယ်လို့အဖွားရဲ့မောင်လေးတော်ဆက်သူနိုင်မွန်ခုံကသတင်းတောက်တွေကိုဆိုပါရတယ်။တေဆုံသူကတော့သူမသိခင်ကဘန်ကောက်ကျူလာလောင်ကွန်းစေယုံကြီးမှာခန္ဓာကိုယ်လှူဒန်းထားတာကြောင့်ဆွေမျိုးတွေတဲကသူ့ရဲ့အလောင်းကိုစေယုံကိုအနှံပေးဖို့ဘန်ကောက်ကိုတေဆောင်လာပါရတယ်။စေယုံကိုရောက်တော့အထောက်ထားမပြည့်စုံတာကြောင့်အလောင်းကိုလက်မခံဘူး။ဘီစနုလောက်မှာအထောက်ထားပြန်ယူဖို့ပြောတယ်။သူတို့လာခဲ့တဲ့လမ်းကမှာကီလိုမီတာပေါင်း၄၀၀ ကြောတာကြောင့်ပြန်သွားပြီးတော့ပြန်လာဖို့မဖြစ်နိုင်လို့ဘဏ်ကောက်မှပဲတကြိုးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရန်တော်ဝါရေစကန်မှာထောက်ကန်စာသွားတောင်းနေအဲ့ဒီနောက်တကြိုးဖို့နေရာလိုက်ရှာတာမှာ နော်ဖိုရီရက်ခေါင်ထန်းကြောင်တိုက်ကကုသိုလ်ပြအခမဲ့တကြိုပေးကြောင်းသိရလို့အဲ့ဒီကိုခေါ်လာခဲ့တာလို့ဆိုပါရယ်။နောက်ထပ်ဆွေမျိုးတယောက်ကလည်းပဲအဆိုပါဘွားဟာနေမကောင်းလို့တချောင်ချောင်ဖြစ်နေတာ၃နှစ်လောက်ရှိပြီ။ဒီမတိုင်ခင်ကလည်းထမင်းကောင်းကောင်းမစားနိုင်ဘူး။အဲ့ဒီနေ့ကတော့ခန္ဓာအေးဆက်ပြီးတော့ဘလို့မှလှုပ်နှိုးလို့မရတာကြောင့်အားလုံးကတေဆုံးပြီလို့ယူဆနေကြတယ်လို့ဆိုပါရယ်။စေယုံကတော့အဆိုပါဘွားဟာဂလူကိုဒက်လွန်စွာကြာဆင်းသွားတာကြောင့် ကိုခန္ဓာအေးဆက်နေတာဖြစ်တဲ့အမှန်ကလမ်းမှာခေါ်လာကလေးကသတိရနေပြီးတော့ကားတန်လေးနဲ့မလို့အခေါင်းခေါက်တန်ကိုဘသူမှမကြားမိတာဖြစ်မဲ့အခုတော့ဆေးရုံကကောင်းစွာကုသပေးနေတယ်လို့ပြောသွားပါတယ်ရှင်ဆက်လက်ပြီးတော့လေလေပြည်အားနဲ့ရောင်းအခြေအနေကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်နိုဘာ25ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မွန်တဲ17နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်7နာရီခွဲချိန်တိုင်းထွာချက်တွေရအိန္ဒိယနိုင်ငံတောင်ပိုင်း ကိုမိုရင်းအေရီးယားနဲ့၎င်းနဲ့ဆက်စပ်ရရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတဲ့တိရီလင်္ကာနိုင်ငံမှာလေပြင်းအားနဲ့ရောင်းဝတ်တက်ဖို့ဖြစ်ပေါ်နေပါတယ်။အဆိုပါလေပြင်းအားနဲ့ရောင်းဝတ်ကတော့ပုံမှန်အားကောင်းလာနိုင်တယ်လို့လည်းခန့်မှန်းရပါတယ်။ဆက်လက်ပြီးတော့လေအားကောင်းသောလေပြင်းအားနဲ့ရောင်းဝတ်အခြေအနေ2025ခုနှစ်နိုဘာ25ရက်နေ့မြန်မာစံတော်ချိန်မိုးတက်7နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်7နာရီခွဲချိန်တိုင်းထွာချက်တွေရကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့မလကာရေတကြားအနီးမှာပြပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းဝတ် ဝမ်မက်လိုပရက်ရှာအေရီးယားကဆက်လက်တည်ရှိပါတယ်။အဆိုပါအားကောင်းသောလေပြင်းအားနဲ့ရောင်ကတော့တိတိတသာရွေးရှားလာတာမျိုးမရှိဘဲနဲ့ပုံမှန်အားကောင်းလာကမွန်နိုင်ငယ်ဒက်ပရက်ရှင်ဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဆိုပါအားကောင်းသောလေပြင်းအားနဲ့ရောင်ရဲ့အရှင်ကြောင့်မူဒမားကွေမွန်တဲ့နိုင်ကရတက်ရှောင်းနဲ့ကန်လွန်ပင်လေပြင်းမှာတစ်ခါတည်းရမူသက်လေပြင်းခြောက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မူသက်လေပြင်းခြောက်ရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအိကို35မိုင်တိတိုက်ခတ်ပါမယ်။လှိုင်းပင်ဟာမူဒမားကွေမွန်တဲ့နိုင်ကရတက်ရှောင်းနဲ့ကန်လွန်ပင်လေပြင်းမှာတော့၉ပင်ကနေ၁၁ပင်ခန့်ရှိပါမယ်ရှင်။